ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တယ်လို့ရတယ်ကျွန်တော်အခိုင်အမာယူဆပါတယ်တိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံ စစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်။နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးရှုပ်ထွေးတွေကိုဖြေရှင်းဖို့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USDP မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပါတီရဲ့တရားဝင်စာမျက်နှာကနေတဆင့်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလို့အများကသိတဲ့ပြောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက 2010ခုနှစ်မှာပေါ်ပေါက်လာခဲ့ပြီးစစ်တပ်ကအငြင်းစားအရာရှိတွေများပြားဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပါတယ်။အခုလိုစစ်တပ်အငြင်းစားတွေဥဆောင်မှုနဲ့စစ်တပ်ကပါဝင်ပတ်သက်နေတဲ့ကြံခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုချက်ကဘာမှထူခြားပြောင်းလဲဖြစ်လာမှာမဟုတ်ကြောင်းမြို့သားညီညွတ်ရေးအစိုးရကဝေဖန်ပါတယ်။မနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကရှင်းနေရပါလိမ့်နော်ဒီကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အပေါင်းပါတွေ အပြည်သူ့အာဏာကိုမတရားလုယူခဲ့လို့ဒါအခုလိုအခြေအနေမျိုးတွေရောက်နေတာပေါ့အဲ့တော့ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုတာကအမေအောင်လိုင်းနဲ့အပေါင်းအပါအချို့ကိုဒါဖမ်းဆီးပြီးတော့ဒါပြည်သူလူထုလက်ထဲကိုပြည်သူအာဏာပြန်အပ်လိုက်တယ်ဆိုရင်တော့ဒီအခြေအနေအားလုံးကတော့ပြီးသွားမှာပေါ့နော်အဲ့တော့ဒီလိုအစီအမံမျိုးလုပ်ရဲလားပေါ့အဲ့တော့ဒီလိုအစီအမံမျိုးမဟုတ်ဘူးဆိုရင်တော့ဘာမှဟိုဖြစ်လာမှာမဟုတ်ပါဘူးဗျလာမယ့်ရွေးကောက်ပွဲကဒါအဖြစ်ဖြစ်ပြီးတိုင်းပြည်တည်ငြိမ်ဖို့တာယာဝပြောဖို့ ਨੇ လူငယ်တွေရဲ့အနာဂတ်လှပဖို့ USDP ကကျွမ်းကျင်သူတွေနဲ့အတူခိုင်မာတဲ့စီမံချက်တွေရှိတယ်လို့ပြောဆိုခဲ့တာပါစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစစ်တပ်နဲ့အာဏာရှင်အပေါင်းဖော်တွေကပဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်မယုံကြည်ရကြောင်းကိုရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ပါတီကလည်းဝေဖန်ပါတယ်ရှက်ခံရေးပါတီဆိုတာဟာစစ်တပ်ကယူနီဖောင်းကိုလှဲထားတဲ့နိုင်ငံရေးပါတီသားဖြစ်ပါတယ်မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာဒီစေအာနာရှင်စနစ်ကြောင့်နိုင်ငံဟာချွတ်ချုံကျသွားပါတယ်။နိုင်ငံရဲ့တကယ့်ပြဿနာဟာဒီစေအာနာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးအာနာကို မလှုပ်ရှင်လို့နိုင်ငံရေးထဲမှာသူတို့တွေပါနေလို့ကျွန်တော်တို့နိုင်ငံဟာအခုလိုချွတ်ချုံကျနေတာဖြစ်ပါတယ်။အဲဒါကြောင့်အခုကြမ်းခံရေးပါတီကတန်းပြီပြန်လဲတိဆောက်ဖို့အတွက်သူတို့မှာပုံဖော်ဖို့အတွက်နိုင်ငံရေး ြည်မှရှက်တွေရှိတယ်စီမံရှက်တွေရှိတယ်ဆိုရဲဟာကျွန်တော်အနေနဲ့ပြောရှင်ရင်ရိုင်းသွားရင်လည်းခွန်းလပ်ပါเนาะဖာကောင်းကလှုပ်တဲ့ပီတဆာပတ်ကြောက်ရေးပဲဖြစ်ပါလိမ့်မယ်နိုင်ငံရေးသမားတွေပြင် လူလူကလည်းဥခင်ကြီးရဲ့မဲဆွယ်စီယုံနေတဲ့မူရင်းပိုးဆောင်မှာမယုံကြည်နိုင်ကြောင်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါဗျ။လက်ရှိစစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွန်ကြားချက်နဲ့စစ်တပ်အရာရှိတွေကိုရှာတူးတိုးပေးကအငိမ့်စားတဲ့ရက်ဖက်ပို့ပြီး ပြည်ခိုင်ပြိုးပါတီကနေရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်စီတာမျိုးတွေလည်းရှိနေတာပါစစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်အရပါတီအလိုက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုမှာကြက်ခိုင်ရေးပါတီက1048ရောက်တိုင်းသာစီလုံးညညရေးပါတီတာစာညာက904ရောက်ပြည်သူ့ရှေ့ဆောင်ပါတီက686ရောက်တို့အပါအဝင်ပါတီ6ခုတို့ကပါတီဝင်နေနဲ့ပြည်နယ်နဲ့တိုင်းဒေသ တတိပုဂ္ဂလစုစုပေါင်း9023ရောက်ရှိတယ်လို့သိရပါဗျ။ကျမဝေပါ။